အလုံးမိုင်းမိကလာပါဗျာခုတစ်ခါမှာတော့မင်းငယ်ထားလို့ကောရှင်းတာမဟုတ်ပဲယောက်ျားရဲ့စိတ်ဓာတ်ကိုမကြိုက်လို့ကောရှင်းခဲ့ကြောင်းပြောပြလာတယ်အန်ဒီရဲ့ YouTube ဖိုင်လေးကိုအလုံးတရာတင်ပြပေးလိုက်ပါတယ်ဗျာအလုံးလေးဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပြချပါအောင်ဗျာအလုံးလေးမင်္ဂလာပါဗျာမြန်မာကန်ထရီနှုံးလေးချန်နယ်မှပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာစနေနေ့မနက်အစောကြီးပေါ့နော်အဲ့ဒီ ဖားလုံက channel သွားကြရောအတန်ဝင်နေလို့ဂျင်းပါလေဂျင်းဂျင်းလျှောက်စင်လုံးမနယ်ငုံနေရတော်လေတော့ရောအဲ့မှာ channel မှာကြတော့ဟိုဟာရှိရဲ့ခြံစောက်လေခြံစောက်ဥလိယစိတ်နှထုံးနဲ့ကျမတို့အဲ့ယုံမသွားခင်နေရအဲ့မှာ rubber အပင်ပေါက်လေးတွေစိုက်တာအစားအလိုမျိုးအလုပ်သမားတွေ လေစားတွေလည်းခေါ်ထားတယ်ပေါ့နော်15ရောက်တော့ရှိမယ်ထင်တယ်ခဲရောက်ချင်းအဲ့နဲ့အဖေကလည်းဒီမှာကန်ရှိလားဗောဆိုတော့အခါကျမကျမအိတ်ကန်လို့မြင်တာကျမအိမ်မက်ထရာကန်လေးအတိုင်းပဲအဲ့နဲ့ဟိုအဲ့အလုံးသမားကောင်းဆောင်ဥစိန်လာထုံမေးရောဒီကန်လေးอ่ะပေါ့เนาะဘယ်လိုမျိုးလဲပေါ့ဒီကန်လေးရဲ့အခြေအနေကဘယ်လိုရှိလဲဆိုတော့မှအဲ့ဒီဖားလုံးရွာတွေကလူတွေကနေစားလာလောက်တာဟိုမနဲ့သွားညနေပြန်ဆိုတော့ဟုတ်တယ်လွန်ခဲ့တဲ့၃နှစ်ကျော်ကျော်လောက်ခရီးက မိုးရင်းမှာကလေးနှစ်ကောင်ရင်းနေပြီးဆုံးသွားတာအဲ့ရွာတွေရပဲသူ့မိကတော့အဲ့ရွာကနေပြီးတော့မြို့တက်ပြီးအလလောက်တာလားဘာလားမသိမရှိတော့ဘူးပေါ့နော်အဖွားပဲခြံခဲ့တယ်တဲ့အဲ့ဒါနဲ့အဖေဒါဆိုနောက်နေကြလို့ရှိရင်အဖအကိုခေါ်ခဲ့လိုက်ပေါ့နော်အာကျွန်မတို့ဒီရွာမှာရှိတဲ့ဟိုဖုန်ကြီးလေးလဲဖုန်ကြီးလဲရှိတယ်ကွာအဲ့နဲ့ဒီဟာလေးကိုဒီတနင်္ဂနွေနေ့မှာကျွန်မတို့အဲ့ဒီမှာအဲ့ကလေးမလေးနှစ်ယောက်ရဲ့အဖွားရောကျမတို့မိသားစုရော ကျွန်တော်တို့အိမ်မှာဟိုဟာလောက်ကြတယ်ပေါ့ဘာပြောအမျှဝေတယ်ပေါ့နော်သူတို့ကျုပ်ဖို့လှုပ်ဖို့အတွက်သူတို့အမျှလူချင်းကြတာလေအဲ့လိုမျိုးလှုပ်ဖြစ်တယ်အဲ့ channel သွားတဲ့တပတ်ကိုနှစ်ရက်စနေတို့နှစ်ရက်တိုင်းဆိုတော့ကျွန်မပြောတယ်ဖေးရိုက်ပင်စိုက်တာကိုအရင်သဘောကြတာသူကလေမြေကြီးထဲမှာဘောင်မျိုးတန်းတန်းအောင်လှုပ်ပြီးတော့မျိုးစည်းချပြီးပြီဆိုတာနဲ့ဘာလဲဆိုတော့ဟိုလေပလတ်စတစ်တွေအုပ်ထားတာအပင်ထွက်မဲ့နေရာလေးပဲအပေါက်လေးဖောက်ထားတာလေအရင်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ဖေးရဲသီးတွေတီးတော့ကလေကျွန်မတို့လေအဲ့ဖေးရဲသီးတွေလည်းရောင်းမှုတယ်တီးလားဘာမှရောင်းမှုလဲဆိုတော့ ကျမကိုယ်ရောက်လာတာမဟုတ်ပါဘူးအိမ်ကကားဆရာကြီးကနေပြီးအခွန်လွတ်ဈေးတွေလာအဲ့တော့အခွန်လွတ်ဈေးတွေစပြီးပေါ်တယ်ကွာအခွန်လွတ်ဈေးမှာသွားရောက်တာပေါ့နော်အဲ့တော့ဟိုကိုကိုယ်တိုင်စိုက်လို့လာတော့မသိဘူးအဲ့ခက်ကဖေးကနေပြီးကဲတမိထဲမလားမဆပိတ်ထဲမလားဘယ်လောက်ထဲမလဲကျမညီမမပလဲထဲမလားဘယ်လောက်ထဲမလဲပေါ့နော်အဲ့လိုမျိုးတယောက်သုံးသိန်းလားမသိထဲပြီးစိုက်ကြတာအဖေကအလုတ်အလုတ်လေးတွေဟိုအလုတ်စာလုတ်တက်လာအောင်တဖြည်းဖြည်းသူကဆွဲခေါ်ပြီးတာပါအဲ့တော့သုံးသိန်းနဲ့ရင်းနဲ့ပတ်စံ အဲ့ကငါးသိန်းလောက်သူကျမရတယ်အမေတော့အဖေကသူအဲ့လောက်လည်းမမြတ်ဘူးတိလာဒါပေမဲ့သားသမီးတွေကိုပေါ့ဘာပြောဒီလိုအလုပ်ဆိုတာဒီလိုလုပ်တဲ့ခါကျရင်ဒီလိုမျိုးလေးရှိတယ်အလုပ်ဆိုတာဘယ်လိုလုပ်တတ်ရလဲဆိုတာမျိုးသင်ယူပေးတဲ့သဘောပေါ့နော်အဲ့တော့ကျမတို့နှစ်သိန်းမြတ်လို့ပြောနေတာမျိုးပေါ့နော်အဲ့ဒါအစ်ကျမရဲ့အိမ်မက်လေးတွေကအဲ့လိုမျိုးလေးတွေအဲ့ဒါတကယ်နခဏထားတာပေးမယ် comment တွေကိုကြည့်လိုက်လို့ရှိလို့ရှိရင်တန်နာကျော်အိမ်မှာဘုဖို့သွားပါတဲ့အကြောင်းကြီးရှူရှူပေါက်တဲ့အကြောင်းကြီးပဲမေးတယ်ပြီးတော့ဥမျိုးနဲ့တွေ့တဲ့အကြောင်းကြီးပဲမေးတယ်ပေါ့နော်ကျမဒီနေရာမှာနည်းနည်းလေးအချင်းချုပ်လေးပြောပြမယ်ဘာလဲဆိုတော့ တန်တာကျော်အိမ်ကိုဟိုကျမအဲ့လိုပေါ့သွားပြီးတော့ရှူပါဖို့ဤပါဝေရွက်ချက်မရှိဘူးတခါမှမရှိဘူးအဲ့ဒါဘယ်အချိန်မှကျမကဖြစ်လဲဆိုအဲ့ဒီနေ့ကမမေရတာမွေကိုသွားတာဗျတာမွေ165လမ်းကိုလာမသိဘူးအဲ့ဒီဘက်ကိုရောက်သွားတယ်အဲ့ဒီနားမှာလေဟိုအတန်တာကျော်လမ်းထိပ်မှာဟိုပရိဘောကဆိုင်နေရှိတယ်ကွာအဲ့ဒါနဲ့တာမွေ165လမ်းကိုသွားတာမဟုတ်ပါဘူးအဲ့ဒီတာမွေဘေးကဖြတ်တဲ့အချိန်မှကျမတေးအရန်ပေါက်ချင်တာအဲ့ဒါလေကိုကြီးနဲ့ကွဲပြီးတော့ဝါလောက်ရှိပြီကွာရှင်းပြီးတော့ ငါးနှစ်လောက်ရှိပြီတိလားကျမ TTC မှာဆရာမလုပ်နေတာကြာပြီဆိုတော့အဲ့နဲ့ငါဝင်သွားမယ်ပေါ့ဟိုဘာလို့ဆိုတော့ကျမတို့ကျမတို့ကိုကြီးနဲ့ကွာရှင်းတဲ့ကိစ္စမှာဟိုတဏ္ဍာကြော်ကြောက်ကွာရှင်းတာထက်ပေါ့နော်ကျမကကိုကြီးရဲ့ဘယ်လိုပြောမလဲနော်စိတ်ဓာတ်တွေအကျင့်စိတ်တွေမကြိုက်တာဗျပြီးတော့အကယ်၍များပေါ့နော်အဲ့ဒီအချိန်မှာကျမတက်က20ကြော်ကြော်လေးမဟုတ်ဘဲနဲ့အခုလိုမျိုး55 90ဆိုရင် ျမမကွာရှင်းဘူးတေးကြတယ်အဲ့ဒါလေဒါအမအဟိုမတ်စပယ်ကြီးကအခုမှပြောတဲ့စကားလို့ထင်ကောင်းထင်ကြမယ်နော်မဟုတ်ဘူးတေးလားကျမလွန်ခဲ့တဲ့ဦးမျိုးဆုံးပြီးမဆုံးခင်တော့ဖြစ်မယ်မဆုံးခင်ခရေကကျမမမေကိုပြောပြလို့မမေလို့တကယ်တော့တိလားလို့အိမ်တော်တစ်ခုပြုတ်တဲ့ခါကြလို့ရှိလို့ရှိရင်လို့အိမ်တော်ရေးကွာရှင်းနေဆိုတာကားလို့တမီးတို့အတွက်ဟိုပါပေါ့အနိုင်မဟုတ်ဘူးလို့ တကယ်တော့အိမ်အောင်ရေးတစ်ခုရဲ့အိမ်အောင်ရေးဆိုတာဟိုလက်ဟိုကစားပွဲလည်းမဟုတ်ဘူးအနိုင်ရှုံးမဟုတ်ဘူးဆိုပေမဲ့တမီးအိမ်တော့တကယ်အသက်ငယ်လို့ပါလို့အော်ရှစ်ဆက်ပြီးတော့ရှောက်ရမယ့်အခြေအနေတွေမှာငွေကြေးကိစ္စတွေလည်းအများကြီးပါလို့ကျမကလေအဲ့လိုမျိုးငွေကြေးကိစ္စတွေရှုပ်တာရှက်တာကျမကြောက်တယ်ဗျကိုကမလုပ်ဘူးမှန်တယ်ဒါပေမဲ့ကိုယောက်ျားကိုနိုင်ကဒီလိုငွေကြေးကိစ္စတွေသူဘယ်ဘသူဘသူတို့ဘာလုပ်ဘာလုပ်မဲဘလို့လုပ်ဟိုပေးမယ်ဆိုပြီးသူငွေတွေယူလာတာတွေကလည်းကျမမသိတဲ့ဟာတွေလည်းအများကြီးရှိတယ်ကျမကလေအဲ့လိုမျိုးမကြိုက်ဘူး ဟိုအမှန်ဆိုရင်မိသားစုတစုဖြစ်လာပြီဆိုလို့ရှိရင်ကွာယောက်ျားဖြစ်စီမိန်းမဖြစ်စီနှစ်ယောက်စလုံးယူသားရတယ်အလုံးလုံးတယ်ဆိုလဲအလုံးလုံးတယ်လျှောက်ပေါ့နော်ဒါပေမဲ့ကိုကြီးကတစ်ခါမှကျွန်မကိုမပြောခဲ့တဲ့ခါကျတော့အဲ့ငွေကြေးကိစ္စတွေအဲ့လိုမျိုးစိတ်ဓာတ်ကိုမကြိုက်တာပါနော်အဓိကတော့ဒီတန်နာကျော်ကြောက်ရယ်လည်းမဟုတ်ပါဘူးတန်နာကျော်နောက်မှလည်းအများကြီးတွေ့ကျွန်မတက်တောင်လိုက်လာသေးတာပဲအနှိတ်ခမ်းကောင်းပါလိအဲ့ဒါနဲ့ဒါပေမဲ့ကျမတနာကြုံမုန်းနေရလည်းမဟုတ်ဘူးမမုန်းတာလည်းမဟုတ်ဘူးဒါပေမဲ့ကျမတစ်ခါကြိုက်ရင်တော့လေအဲ့လိုမျိုးပေါ့နော်ဟိုကိုကြီးနဲ့မယူအဲ့အချိန်မှာသတင်းကြတာကတော့ကိုကြီးနဲ့ ကိုရအဲ့နီလာဆိုတဲ့တယောက်ကိုနီလာဆိုတဲ့တယောက်နဲ့အဲ့လိုတိုက်ခန်းကားပြီးနေတယ်လို့တိုက်ခန်းကားထားပြီးတယ်ဆိုတာဘာလို့မသိဘူးကအဲ့လိုမျိုးရှိကြားနေတော့တန်တာကျိုးဆက်စုခြင်းနဲ့စိတ်လဲပါတယ်ဒီလေအဲ့နဲ့ကျွန်မဘာရေးလို့မအရေးစုံမျိုးသူ့ရဲ့တိုက်အတိုက်ရဲ့ဟိုမျက်စောင်းတူးလေးမှာကျွန်မကားရက်ပြီးတော့ကျွန်မဆင်းသွားပါတန်ပန်းတကလည်းပထမဆုံးရောက်ပူသားဆိုတော့ကျွန်မဖွင့်ဖွင့်တတ်တယ်ဖွင့်လိုက်ပြီးသူကလည်းစိုက်မစင်ဘုံမစင်ပါတော့ကျွန်မလာမယ်ဆိုတော့လုံးဝမသိဘူးကွာမသိရတဲ့ကြောင့်သူကလည်းကျွန်မကလည်းသူများအိမ်ုံနော်ကျွတ်ကျွတ်ကျော်ကျော်လောက်တာ ဘာလို့တယ်မှလဲကျမအဲ့ဒီတမန်အရှိအတမန်တကောက်ကျမဖွင့်ပြီးဝင်လိုက်တယ်ဝင်းမြအထက်ကကိုကြီးကိုစပြီးသွားတွေးတဲ့အချိန်တော့အဲ့ဒီတကားပူဒီပဲတကားကသူကတကားပူဒီနဲ့ဆိုတော့တကားပူဒီကိုလှိမ့်ဝင်လဲတဲ့အချိန်မှာအဲ့ဒီခန်းထဲမှာလေတိလာကိုကြီးထိုင်နေနေရမှာယောက်ျားကြီးတယောက်ရောက်တယ်ယောက်ျားယောက်ကလည်းလေကျမကောက်ကောက်မှတ်မိရတယ်လားဘိုက်ကခက်ရွှဲရွှဲအသားမင်းမင်းမဲပေါ့နော်ညိုတယ်ပေါ့အညိုရစ်ရစ်ပေါ့ကွယ်အသားညိုညိုပြီးတော့မျက်နှာကလည်းအစီတပြန်ပြန်နဲ့အိမ်တောင်တဲ့ယောက်ကွာ အဲ့အကောင်ရုပ်ကလည်းအိမ်အောင်သေးရုပ်အာကျမထင်တာမလွဲဘူးဆိုရင်သူလည်းဌာနဆိုင်ရာမှာတခုခုပေါ့ညှုံမှုလောက်ဖြစ်မလားဒူးညွန်လောက်ဖြစ်မလားဒါမှမဟုတ်လေတွေတွေအုပ်ချုပ်ရေးဘက်ကဖြစ်မလားပေါ့ဒါမှမဟုတ်စီပင်ရဖြစ်မလား something အဲ့တခုခုရရပဲအယက်သားရုပ်မဟုတ်ဘူးတိလားအပြက်သားစီးပွားရေးကုန်တယ်ရုပ်မဟုတ်ပဲနဲ့ဌာနဆိုင်ရာတကောင်ကောင်ပဲအရန်ကြီးရဲ့ယာလူမဟုတ်ဘူးအဲ့လိုမျိုးလက်ညွန်တို့ဒူးညွန်တို့အဲ့လောက်အစင်းလောက်ပဲအသက်ကဘယ်လောက်ရှိပြီလဲဆိုတော့အဲ့လူရုပ်ကလေရုပ်ကနှာဘူးရုပ်နဲ့တော်တော်ယွန်စရာကောင်းတယ်တလား အ40ကျော်ကျော်လောက်တော့ရှိပြီဟာနေတော့ကျမောင်ယူအဲတဲ့စပယ်ဆိုအံ့ဩရတယ်အဲ့လူရဲ့ကျမောင်လှမ်းကြည့်ရတလားတော့နေကိုကလေသူများစီကိုဆက်စုခြင်းနဲ့စိတ်တာသူများအိမ်ထဲကိုကိုကဘာမှဆိုင်မစင်ဘုံမစင်ဖုန်းတွေပါကြီးဆက်တာလည်းမဟုတ်ကျမတန်းဝင်သွားတာနော်အဲ့နေစပယ်ဆိုအေးလို့အမလို့ဟွာလို့အရာရှုပေါက်ချင်လို့လို့အဲ့နေအော်လာလေးရဲဆိုတော့အဲ့အချိန်မှာကျမပထမဦးဆုံးဒီဟိုမြင်းကြီးကောင်ကဟိုယူဇနာဆက်တာမှတွေ့တော့ဆိုတော့ ဘာမှဝမ်းဆက်လေးနဲ့ကွာကိုကြီးနဲ့ဓာတ်ပုံရိုက်ထားတဲ့ပုံတော့မှဆိုလဲ तू ကလုံကြီးရဲ့အင်ကြီးကိုချက်အင်ကြီးနဲ့ဓာတ်ဖက်နဲ့နဲ့ပေါ့နော် तू ကသူ့ရဲ့ကိုလုံးခါတင်ပါဖင်တုံးကြီးတဲ့အလောက်ပေါ်ခြင်းလို့အဲကျမမြင်နေတဲ့ပုံတွေပေါ့ကိုကြီးစီမှာရှိတဲ့ပုံတွေထဲမှာဆိုလဲအဲ့လိုမျိုးကွာ तू အဲ့လိုကိုအပေါ်ပိုင်းအကျက်အောက်ကတော့လုံကြီးပေါ့နော်အဲ့ဒီနေ့ကတော့ထူးထူးဆန်းဆန်းတိလာစကတ်တူတူလေးနဲ့တနာကျော်ကကျမကလေကျမကတော့ခေါင်းဝင်ရှီလေးဝတ်ထားတာပါခေါင်းကလည်းဟွာလေးပေါ့အကားကြီးလည်းမိုးရိုးရိုးတလို့အဲ့ခေါင်းလေးကို ဟဲ့ဆပဲဆိုပြီးတော့အာရှူရံပေါက်ချင်လို့လို့ဒီနောက်ရောက်မှမအောင်နိုင်တော့လို့အိမ်ထိပြန်မယ်ဆိုရင်အဲ့တော့ကျမကဘာမှနေလဲဆိုတော့ပြည်အောင်စိတ်တာမှနေတယ် helping ကပြည်အောင်စိတ်တာမှနေတယ်အာအိမ်ထိမအောင်နိုင်တော့လို့ရရလားဆိုတော့သူကလေကောင်းစကတ်ကလည်းတတောက်ကိုတို့တာစကတ်အကားအတော်ကလေဟိုကတော့ရှိတယ်ဒူးစစ်အထက်နာကွယ်တကယ်တော့တဏ္ဍကြောက်ရုပ်ကလေဟိုမျိုးလေဗမာဆန္ဒကိုလိုက်ဖက်တဲ့ရုပ်မျိုးကွာတိလာအဲ့လိုစကတ်အတော်နဲ့အဲ့လိုမလိုက်အဲ့လူကြီးရုပ်အဲ့ဒါနဲ့ကျမအဲ့ဒီခါကျမသူ့ရဲ့အိမ်အနောက်ဘက်ကိုဝင်ဘူးတယ်ပေါ့နော် ဟိုတိုက်ခန်းလေးကလည်းလေသူ့အခန်းလေးကကျင်းမာတယ်တိတာသူအရှိမလို့တွင်ကုန်လို့တော့ဘာလဲလောက်ထားတဲ့ခါကျတော့ तू ကဒီတိုက်ခန်းအောက်ထက်တစ်ထပ်လုံးကအပြည့်မဟုတ်ပဲနဲ့သူ့အိတ်ခန်းလေးကိုပဲဒီလိုဘဲဘက်ချောင်းရွှေ့ပြီးကန့်လာတဲ့သဘောဆိုတော့ဝင်လဲဝင်သွားနောက်ပြေးမှလည်းလေအနန္တကလည်းမကောင်းဘူးတိလားဟိုလေอืมတတရှိရှိမရှိဘူးကွာကျမပြင်ပြောရင်ကျမကကျတော့အိမ်တိမ်သွားလဲပြီဆိုလို့ရှိလို့ရှိရင် channel ဆောက်ဝင်တာ ਨੇ ဖြစ်ဖြစ်တိုက်ခန်းဆိုလဲတိုက်ခန်းပေါ့เนาะ channel ဆိုရင် channel ဆောက်ဝင်တာ ਨੇ channel ရှိမှာအဲ့ဒီမှာဖနက်တရားဖိန်တပြန်ခေါင်းတပြန်တို့ အာအမိုက်တွေကြာနေတာတို့ပြီးတော့ရေတံဘူးတွေစီရိုက်တောင်တလုံးမြောက်တလုံးအဲ့လိုအိမ်မျိုးဆိုရင်ကျမသူ့ဘာသူပတ်စံဘလောက်ပဲချမ်းသွားတယ်ပြောပြောသူ့ဘာသူဘလောက်ဘယ်နဲ့သိမ်းပေါက်ဘယ်နဲ့သိမ်းချမ်းသွားတယ်ပြောကျမထင်ကိုမကြည့်ရဒါကကျမပုံစံပြောတာတော့သူမြောက်ကဲ့တာမဟုတ်ဘူးအိမ်တဲအိမ်ဝင်ပြီဆိုရင်ချန်စီယူလေးဖွင့်လိုက်တာနဲ့ချန်နေတန့်ရှင်းနေရမယ်အရွက်တွေကျွင်းနေအရွက်တွေကတော့သူတစည်းတစူးတဲ့တိန်းနာရမယ်လှဲကျင်းနာရမယ်ပြီးတော့အိမ်ရှိဝင်ဝင်နာနဲ့ဆင်ဝင်အောင်မှာဆိုရင် ြေသက်ခုရှိရမယ်ဖနက်ဆိုလဲသူ့ပါသူပေါ့နော်အကုန်လုံးအဲ့လိုဖင်းတပြန်ခေါင်းတပြန်မှောက်လှန်နေတာမျိုးအာကျမတော့တတ်တလုံးအိမ်မှာလဲမိပါရမကြိုက်ဘူးကွာဖနက်ကိုအဲ့လိုဘတော်တဆ ခုမျိုးပါစီးလို့တောင်တောင်နဲ့မြောင်းနဲ့ရွေ့နေတာမှာဖက်နက်ကစင့်တူဒီလိုစုံမချပဲနဲ့ရွေ့နေတာအဖေကမကြိုက်ဘူးဒါဖက်နက်ကဘလို့စီးတာလဲဘလို့စီးတာလဲဘလို့ဒီလိုချတာလဲဆိုတာမျိုးဆိုတော့ကျမတို့ကအိမ်မှာဖက်နက်အပြင်ကပဲပြန်လာပြန်လာအဲ့လိုပေါ့လမ်းလျှောက်ပြီးတော့ပြန်လာပြန်လာဖက်နက်ချုပ်ပြီးဆိုကျမတို့ကိုဖက်နက်ကိုညီညီစီးရတယ်ဖက်နက်ဒီတော့သူအစီအန်တိုင်းဖျက်ရမယ်အလှန်နေမှောက်နေရလဲမကြိုက်ဘူးအရှိမအလိုရှုပ်ပွားနေအမိုက်လည်းမကြိုက်အမိုက်မကောက်တာကြွကြွအိတ်တွေပွားစာကြိုထိုးနေရလဲမကြိုက်ဘူးကွာအဲ့တော့တိုက်ခန်းဆိုလဲလို့ပဲတိုက်ဒီတိုက်ခန်းတစ်ခန်းကိုကျမဝင်လိုက်ပြီးဆိုရင်ကျမဝင်ဝင်ချင်းနေကျမကြည့်တာ လူတစ်ယောက်ရဲ့ဘယ်လိုပြောမလဲနော်လူတစ်ယောက်ရဲ့အာသူစီကံဘလောက်ရှိလဲပေါ့နော်သူဘလောက်တောင်သူတတ်တည့်ရဲ့နေတတ်တယ်လဲဆိုတာလေအဲ့ဒီအိမ်ဝင်တာနဲ့အဲ့ဒီဖက်နဲ့တည်းသာကြည့်လိုက်တော့နော်တွဲတစ်ဖက်နွားတစ်ဖက်တချို့အိမ်တွေဆိုပွားစားကိုထိုးအိမ်ရှိမှညစ်ပါနေသူအခန်းထဲဝင်နေကွာအဲ့ဒီမှာအနံ့ကလည်းမကောင်းဒီလူကလည်းအရက်တောက်ထားလားမသိပါဘူးအရက်နဲ့ကလည်းအဲ့ဒီအခန်းကြီးထဲမှာအနံ့ကတထောင်ထောင်ထားနေပြီးတော့လည်းအဲ့လိုอืมဆလိတ်ပြာကွက်တယ်မှာဆလိတ်တွေကဆလိတ်အတူတွေကလည်း၁၀ခုလောက်ရှိတယ် ကျမကလည်းငကိုတွေကဆက်ဆုချင်းဆက်ဆုတတ်တဲ့သူပါဆိုမှသိလားကျမ toilet ထဲဝင်လဲဝင်ရောအိမ်သားကလည်းတတ်ရှိမလုပ်ထားဘူးကိုကလေဆက်ဆုချင်းလို့ဒါလေသေးပေါက်ချင်တာသေးရတော့တကယ်ပေါက်ချင်တာသေးပေါက်နေနဲ့ကျမဘာတွေ့လဲကျမရဲ့အခြေအားတခုရှိရသေးလားကျမသေးပေါက်သိသေးကြောရှိတာမတူဘူးတခါတည်းအဲ့အခြေမှာရှူရှူပေါက်နေနဲ့ဘဘုတ်ကပါချီရောဟေ့အာနေဟန်ဒုက္ခပဲပေါ့ကျမတွေ့တာ ဟိုငါရှူပောက်မယ်ပြောပြီးငါအီးပိုင်တော့ကြာတော့မှာပဲအချင်းမတက်နိုင်ဘူးဆိုကျွန်မတစ်ခါအီးပါထိုက်ပါပလိုက်ကောဘယ်လောက်ကြာပါလဲဆိုတော့ရှူရှူပောက်ပြီးအီးအီးဘုဘပါနဲ့ဆိုတော့9မိနစ်10မိနစ်လောက်တော့ကြာမှာပေါ့နော်တေးကျော်ကလည်းရှိတယ်ကွအရေးအကြောင်းဆိုလို့ရှိရင်ကျွန်မအမြင်နဲ့အချက်ကွဲတာအဲ့ဒါပဲအရေးအကြောင်းဆိုလို့ရှိရင်တေးကျော်ကလည်းမပြီးတော့ဘူးကွတိလားအကြာကြီးပောက်တယ်ကွအဲ့ဒါနဲ့အိမ်သာကြီးကလည်းအိမ်သာတန်ရှေးမလောက်တော့ကျွန်မဆိုအိမ်မှာဆိုလေနေ့တိုင်းကျွန်မရေချိုးခန်းက ဟိုအိမ်သာရောဘေးစင်ရစကျွန်မတနေ့ရေချိုးလိုက်အမြဲတမ်းတစ်ခါညဆိုအမြဲတမ်းရေစေးတယ်ဟိုအိမ်သာဆိုတာလည်းအမြဲတမ်းဟိုဘောအနံ့သက်ကောင်းရမယ်အိတ်ခမ်းဆိုတာစကျွန်မဆိုရင်ဟိုဘောနော်မသိဘူးကွာကျွန်မတို့ကြာအဲ့လိုညင်ညစ်ပပတ်တွေမနေနိုင်ဘူးကွာမှုရခဲ့ဆိုကျွန်မအမြဲတမ်း၅ရက်မှုရင်တပတ်တစ်ခါလဲတယ်မိုးရင်းဆိုရင်တော့တပတ်တစ်ခါမှလဲတယ်ရှော်ရတာအိုလှမ်းရတာနဲ့အဲ့မိုးတွေဆက်တိုက်ရွာပြီးဆိုလို့ရှိရင်အဝတ်60တန်းလှည့်ရအောင်လေကျွန်တော်တို့မြန်မာနိုင်ငံရန်ကုန်မြို့ကတည့်ရတိုင်းပဲလေမိရလေလာချင်တဲ့ချိန်လာတယ်မလာချင်တဲ့ချိန်မလာဘူးပြီးတော့မီတာကလည်းတလားတလားကိုတိမ့်ချီတောင်းတယ်အဲ့နဲ့ကျွန်မခါကောင်းကောင်း အာရှူရှူပေါက်ပူပူပါပြောကျမရေးတစ်ပိုင်ဆွဲချပြီးတော့ကျမလည်းကဲ့ရဲ့ချင်တာပေါ့ကွယ်ကဲ့ရဲ့ချင်တာမဟုတ်ပါဘူးမိန်းမတစ်ယောက်ကကျမထက်အသက်သူအများကြီးကြီးတာပဲသူအိမ်ဒီကိုဒီတိုက်ခန်းလို့နေရာလေးမှာဟိုတက်တက်ရှင်းရှင်းတက်တက်ရရလေးနဲ့ဟိုอืมရှိရမယ်ပေါ့နော်ကျမအမြင်ပါအဲဆိုတော့ကျမထွက်လာထွက်အင်းနဲ့ဘလို့ဟွာတဲ့ဇပဲတဲ့ဟိုဟာဖြစ်သွားတဲ့နောတဲ့ဟိုပို့ပြီးတော့လှလာတယ်တဲ့ဟွန်းအဲ့ဒါကျမရီပြီးတော့ဟုတ်တယ်လို့ကိုကြီးနဲ့ကွဲပြီးတဲ့ချိန်မှမလေးလို့ ဘဝမှာပန်းတွေတိတ်လာတဲ့ပန်းတွေရှိပါလားလေတီးခဲ့ရတယ်တီးလားလို့မရဲလို့တချင်းလေးတွေကစာတိတ်ကောင်းတဲ့တချင်းတွေအများကြီးရှိပါလားကျမနားမထောင်ဘူးတဲ့တချင်းတွေအများကြီးရှိပါလားတီးခဲ့ရတယ်တီးလားလို့ဘဝမှာလို့အော်လုံးဆယ်တွေအများကြီးရှိပါလားလေတီးခဲ့ရတယ်တီးလားတင်းဦးစရာပညာကြီးလည်းအများကြီးရှိပါလားလို့တီးလာတယ်လို့အော်ဒီလိုအင်ကြီးတက်မှနေတော့ဆိုလို့ရှိလို့ရှိရင်လေဟိုဗမာလုံကြီးနဲ့ကွယ်ဟိုအဲ့ခစ်ကဆိုလို့ရှိရင်ဟိုတက်မှခါဝင်နေမှဝတ်တာဟိုအဲ့လိုမျိုးဟိုတက်အိမ်ကနေပြီးတော့ ဟိုအပြင်ထွက်တာပဲဖြစ်ဖြစ်ဘယ်ပဲဖြစ်ဖြစ်သွားရဲအဲ့လိုခေါင်းဝတ်လေးဝတ်ထားမရှိကြဘူးအဲ့ဒီခက်ကအခုခက်တော့မသိဘူးပေါ့နော်အဲ့ဒါနဲ့ကိုအိတ်ချင်ဝတ်ချင်တော့မှညဘက်ပဲကို့အိမ်ထဲမှာနေအပြင်လုံးကဟိုတက်ကအိမ်ကနေအပြင်ကိုခြေတလန်းမလှမ်းတဲ့အချိန်မှသာအိမ်နေဖို့ခေါင်းလေးတွေနဲ့အဲ့လိုဘောင်းမီရှီလေးနဲ့နေရတာကိုဆိုတော့အာအပြင်မှာအခုလို့ကိုကြီးနဲ့ကွဲပြီးမှပဲတိလာလို့ဝတ်စရာဝတ်တွေအများကြီးအင်းကြီးရှိလာဆိုတော့တိလာတယ်လို့အမျိုးသမီးတယောက်မှလိုအပ်တာဘာကြီးလဲအမျိုးသမီးတယောက်ရဲ့ တင်ယူစရာတွေလို့လောက်ရမယ့်အလုပ်တွေတာဝန်တွေအများကြီးသိလာတာလို့အဲ့ဒါကြားလို့ဆိုတော့ तू ကလေကိုယ့်ကိုလေဟိုပေါ့ပုပ္ပလင်းပြောလို့ရှိရင်တော့ तू ကတော့ဟိုပါပေါ့ तू ကမျိုးလုံးကြီးပြူပြီးကြည်နေပါတော့ तू မျိုးလုံးကငိုရရပြူပြူဆိုတော့လေအဲ့ဒါနဲ့အေးနဲ့ဟုတ်ပြီတဲ့အမလို့ကိုကြီးနဲ့မြူလာလို့အဲ့လိုမေးလိုက်တာအေးနဲ့ဆိုပြတော့ तू ကဟိုလူတို့ချက်လှမ်းကြည့်လိုက်တယ်ကွာအဲ့အဲ့ကန်ထဲမှာထိုင်နေရဲ့အဲ့ကန်ဆိုပေမဲ့လေကွာ तू ကတဆက်ထဲမှာကွာအဲ့ကန်နဲ့အဲ့ကတင်နဲ့အနောက်ဖေးကသမင်းစပွဲလေးကလည်းတေးသေးလေးကွာအဲ့လို ညစ်ပတ်တယ်ကွာပြောရမယ်ဆိုရင်ညစ်ပတ်တယ်လို့ဝေဖန်တာပေါ့နော်ကျမကတော့အဲ့အေးဆိုပြီးတော့အေးအဲ့ဆိုအဲ့ तू ကစကားဆက်မပြောချင်တဲ့ပုံဖြစ်နေကွာဟိုလူဟိုအကောင်ရှိနေတော့ तू ကကိုကြီးအကြောင်းကိုမသိစေချင်တယ်လည်းပါမပေါ့နော်ဘာလို့ဆိုအခု तू နောက်တရားကိုသွားအပီကတ်နေပြီကွာသိရမလားမိန်းမတွေမှာရှိရသလားယောက်ျားတွေကလေအမလေးကိုမအိမ်အောင်ရှိရတာနဲ့တာသမီရှိရတာနဲ့ဟိုအိမ်အောင်မရှိတဲ့မိန်းမပေါ့နော်သူ့လင်းနဲ့ကွဲရတယ်ဆိုတော့ သူပြောတာပဲလေတင်မောသားသူလည်းတင်မောသားသူ ਨੇ အာကွာရှင်းရဲဆိုပြီးတော့ကွဲရဲဆိုပြီးမဲ့လေအိမ်တော်မရှိဘူးကွယ်အာဆိုတော့အိမ်တော်မရှိဘူးမိမတယောက်ကနေသူ့ကိုသဘောကျရဲဆိုသူ့ကိုအမလီအချစ်စစ်နဲ့ချစ်တယ်လို့ထင်ကြတာတိလားယူနေတာအဲ့အကောင်နေတလားဘယ်ရောက်ဘယ်မိမကမှလင်ရပြီးတဲ့လင်ရပြီးသားဘယ်မိမကမှသူများမိသားစုရှိရဲ့သားနဲ့နော်အိမ်တော်တစ်ခုကိုဒီလိုမျိုးမျက်နှာပြောင်တိုက်ပြီးတော့ ဖြက်လို့ဖြက်စီမဟုတ်ပေမဲ့သူ့ကြောက်ပဲပြဿနာကြီးဖြစ်ခဲ့ရတာကွာအဲ့လိုမိမတယောက်ကဒီအိမ်အောင်ရှင်ယောက်ျားတယောက်ကိုချစ်တယ်ဆိုတာချီစားပြုံချီကြိုက်လို့မှတ်မယ်ကျမအဲ့လိုချီစားပြုံလို့ချီကြိုက်တယ်ဆိုတော့ချီ ው တော့ပူတင်းဖုတ်ပြီးအောင်ကျွေးလိုက်ခြင်းရဲ့တိလားလိုချင်တာရှိလို့အိမ်အောင်တဲ့ယောက်ျားတယောက်ကိုချင်းကတ်တယ်ပေါ့နော်တချို့ရေကြတော့လည်းအရန်ပစံချမ်းသာတယ်ပညာတတ်အတိုင်းဝိုင်းလုပ်ငန်းတွေလုပ်တဲ့တတိမတွေလည်းအိမ်အောင်ရှိရဲ့သားနဲ့အိမ်အောင်ရှိရဲ့အမျိုးသားတယောက်ကိုမချင်းကတ်ဘူးမပတ်သက်ဘူးလို့လည်းမထင်နဲ့ အများကြီးရှိတယ်ကျမအကုန်သိတယ်ကိုနဲ့မဆိုင်လို့မပြောတာအဲ့တော့အိမ်နောင်ရှင်ယောက်ျားတယောက်ကိုချင်းကတ်တယ်ဆိုတော့သူတို့မှလိုအပ်ချက်တွေရှိလို့လေသူတို့လိုချင်စရာကြီးရှိလို့လေဒီယောက်ျားစရာဘာရနိုင်မလဲပေါ့ဘာမှမရှိတဲ့တာမန်ဝန်တန်းအရာရှိလားစားလေးဟိုထောင်ကနန်းလောက်လေးရှိတဲ့ဟာဘယ်ကောင်မှမမြင်ငယ်မခံဘူးအဲ့တော့ကိုကြီးက तू က तू မိဘတွေကလည်းပတ်စံရှိတယ် သူเนี่ยငငယ်တွေကတခန်းနဲ့အတူတူဟိုတခုံနဲ့အတူတူဆယ်တန်းအောင်နဲ့အထီတူတူတက်လာတဲ့တငယ်ကြီးကလည်းတကယ်ကိုအဲ့ဒီအချိန်မှာတကယ်ရှန်ရှန်တောက်ဘူချုပ်ကြီးရဲ့သားအဲ့တော့ဘူချုပ်ကြီးသားနဲ့တငယ်ချင်းတွေဆိုတော့သူတို့စီးပွားရေးလှုပ်လို့ပတ်စံနေရေရှမ်းနေလို့ကောင်မတွေကကတ်တာပေါ့သူ့မှာလက်ဥတစ်ချောင်းနဲ့ရှိရင်ဘယ်ကောင်မကကတ်မှာတော့အဲ့တော့သူတို့ကသူတို့အချစ်စစ်ပြီးသူစုံနေကြနားထောင်ရတခြင်းလေးအကျင်နာရဲ့ရီဝေးတဲ့အပြုံးလေးများကြမှာ။ကျမလေး ကျွန်မဒီ TikTok မှာဒီအပိုင်းလေးတွေဟာပြောတာကကျွန်မကလေတကယ်တော့သိလားတကယ်ကိုစိတ်လက်ပေါ်ပါပြီးတော့မျှဝေချင်တာလေးတွေကျွန်မကြုံတွေ့ရတဲ့အဖြစ်ပြက်ကလေးတွေကိုလေဟိုဟိုဘာပြောပေါ့နော်တချောင်းပဲဖြစ်ဖြစ်တစ်လုံးပဲဖြစ်ဖြစ်မှတ်မိလို့ရှိရင်ကျွန်မတို့ဒီ TikTok ကကျွန်မညီမလေးတွေမမတွေကကိုတခုခုအပြုတ်မူအပြောဆိုစိတ်ကူးမှားတော့မယ်ဆိုရင်အော်ဒါမဆက်ပဲလေးပြောရတာပဲဒီဟာလေးကမှားသွားနိုင်တယ်ဆိုတာမျိုးလေး တတိလေးနဲ့ထိမ့်စေခြင်းလို့ကျမစေတနာနဲ့ပြောတဲ့စကားသီးသန့်ပဲကျမဒီ TikTok မှာဒီလိုကျမအားတဲ့အချိန်ကည7:00နာရီနောက်ပိုင်းမှာအားတဲ့အချိန်မှာကျမပြောတာကျမအတွက်ဘာအကျိုးမှလည်းမရှိဘူး။နောက်ကျမပတ်စံရနေလို့ဒီဟာပြောနေရလည်းမဟုတ်ဘူး။ကျမစေတနာနဲ့ပြောတာမို့လို့လေ။အေး